ိမ်မင်းသမီးရဲ့မိုနိုပိုလီအပိုင်းလေးအခုတော့လေအခုတော့အောင်မြင်မှုတွေကိုခေါ်ဝါချကြော်ကြားမှုတွေကိုဖြုတ်သိမ်းနံပါတ်၁ဆိုတဲ့အရှိန်အဝါကိုချုပ်ကုပ်ရွှေရောင်လွှမ်းခဲ့တဲ့ဒူးရဲ့ဘဝလမ်းကိုမိဖြုတ်ပြီးဘသူမှမမမိအောင်ရုပ်ဖြက်လို့ဒုတ်လုပ်ငန်းခွင်ဝင်ခဲ့တယ်။နင်းကမဆလာတဲ့ငါကမြေချင်းတူးနဲ့ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုစီရောက်ခဲ့ကြတယ်လေ။ နင်တို့မိသားစုတော့မတည်ဘူးဘူးငါရဲ့မိမိကတော့ရင်ဖက်စီတီပီမွေးကြီးစုကမှမထောက်အောင်မြင်မှုဗန်းတိုင်ကိုရောက်ခါမှဘဝဖြည့်ရဲ့လေခြင်းနင်ဟာကိုယ့်ရဲ့အောင်မြင်မှုကိုအလွယ်တကူဖြည့်စည်းနိုင်သူကြီးအောက်မလီမိမိတို့မျိုးရိုးကုန်တော့ပြည့်ရကြည်ရဲ့တက်တက်လုံးတံတောင်းစားတကာလေးစားခဲ့တဲ့တံတောင်းစားနင်းလေကြမှ အလောက်ထွက်မရေငါရှက်လူတေရကြီးရဲ့ဆိုပြီး တက်နေသေးလို့ငါကသူ့ခြေမကိုချုပ်ပြီးအမေယာအချိန်လေးအများကြီးကြံမာသေးတယ်။ဒါအသက်ကြီးလာရင်ဒီအလုပ်ပြန်လုပ်လို့ရတာပဲ။ဟဲ့အသက်ကြီးမှပြန်လုပ်တော့မျက်နာပူဇရှင်တွေဘေးမှန်တော့မှလေ။နင်းလေးကျင်ကြတာတွေအလကားဖြစ်သွားမှာပေါ့။အောက်မလီနှမျိုးလိုက်တာသားရဲ့အမေရဲ့ဒါကလေအရွယ်ရောက်တုန်းလေးအမြာနီတူလောက်ခွင့်ပေးပါနော်။ အချင်းချင်းတောင်းပန်ပြီးအမေခွင့်မပြုတဲ့ကြားကစွတ်ယုံလူနင့်ရဲ့အလုံနောက်တကောက်ကောက်လိုက်ပါခဲ့မိရဲ့ဘူးရဲ့ကိုမကျွမ်းကျင်တဲ့အလုံမှုလောက်ရလွယ်ကူတာတော့မဟုတ်ဘူးနင်းသည့်ရဲ့အတိုင်းတို့ရီကခြေမွေးမီးမလောင်လက်မွေးမီးမလောင်အိမ်မတော်မီးမထဲ့ပဲတောင်းစာလာတဲ့လက်မှုနှုတ်ဖက်နေလေရဲ့လက်သေးကင်ထားတဲ့ခွဲဆုပ်ကလောက်ကလောက်မြည်ယုံခွက်လောက်ဖူးသူမှု အခုတော့ပောက်တူးကိုင်ပောက်ပြားကိုင်နေမှုလက်မှာအရေးကြီးဘုထမျက်ရည်ကြလောက်အောင် နာကျင်နာကိုကြိတ်မိတ်ခံစားရရဲ့တခါတခါလေးအမေပြောတဲ့စကားပြန်လေးနားယောင်ပြီးတက်တောင်တက်တာပြန်လို့သာတောင်းစားခြင်းရဲ့ဒါပေမဲ့လေဘူးလူဆိုတာကြူးစားရမယ်မဟုတ်လားငါကြူးစားခဲ့တယ်ဘူးဒါကူတော့အရင်တောင်းစားလှုပ်စားမရလို့ငါအိမ်ပေါ်လှုပ်ခဲ့တဲ့ငမွန်းကလာပြီး ဟိတ်ကောင်တတောင်းစားလူခေါ်တိုင်းငါကဘဝင်မြင့်မိသေးရဲ့ဟုတ်တယ်လီငါဟာပြီပြီတတောင်းစားသူများထင်နှာတပြားပူတူတဲ့တတောင်းစားလီဘဝင်လီဟက်မိပါရဲ့နောက်မှတတိယပြီဟိတ်ကောင်ငါမတောင်းစားတော့ဘူးငါကိုအဲ့ဒီလိုမခေါ်နဲ့မခေါ်လို့ရမလားမင်းကတတောင်းစားပဲသူစကားကိုငါမခံနိုင်မဲအေးအဲ့ဒီတုန်းကမင်းကငါရဲ့အိမ်ပေါ် ငါရဲ့အကျူးရှင်တင်နန်းသားအဲ့ဒါလေးမှတ်ထားစုမှမျက်နာအပြက်ပြက်ရွင်ရွင်နဲ့အေးရှီဘဝကမင်းဘာမှထည့်ပြောစရာမလိုဘူးဒါပဲဆိုပြီးထွက်သွားရှာတယ်ဒါပေမဲ့ဒီဘဝမှာကုလောကမဟုတ်တော့အနှင်ခံရပါရဲ့ဟဲ့ကောင်ထွက်ကျူပေါက်တူးကိုဘယ်လိုပေါက်နေရလဲအာရပါရပေါက်လေဒူရီလက်ကအနုပညာသမားလက်လီဘူးရဲ့ ရနိုင်တဲ့လောက်ပဲပေါက်ရမှာပေါ့ဟုတ်ဘူးလားဒါပေမဲ့တသက်လုံးနူးဖက်နေအောင် တောင်းစားခဲ့တဲ့လက်ကျွတ်တဲ့အောင်မြေပေါက်ခဲ့ရတယ်အရင်ကအလောင်းမပြည့်ချွေးမထွက်တဲ့ငါနတ်ဘူးကချွေးချီမကြသည်အထိလောက်ကင်စားတော့ခဲ့ရတာပေါ့ဘူးဟဲ့ကဘာငေးနေရလဲပိုလီဟိုဘက်ကမြေသေးစမ်းမင်းကူငေးနေရင် အလောက်ကျက်ကိုအောင်ကျန်ရဲ့ဇကားကြောင့်အတွေးစားပြည့်ရတယ်ဒါပေမဲ့ တခဏသာပါဘူးရှေ့မှာနေမင်းကိုမြင်နေလျက်နဲ့လာမင်းကိုမမျောငေးနိုင်သေးဘူးအတုဆိုတာအမဲမတီမြဲရင်လာမင်းကိုချစ်စေဘယ်လိုဝင်လာလို့ရမှာလဲဘူးနေဟာငါရဲ့နေမင်းမနေဟာငါရဲ့ကပါ နေဟာငါရဲ့အရှင်နေဟာငါအိမ်မက်ပါ နေဟာငါမျောလင်းကျဲငါတို့ဝေးသွားရင်ပြတ်မဆုံးပြေးကြရင် မင်းနှလုံးသားမှာအမြဲတမ်းရှိပါစေဘူးမေတ္တာသူဖုံးစာတင်းလက်ဖြင့်လူလားစွာဘေးကမ်းတမျှကိုသာကျွန်ုပ်ယူပါမည်နောက်ထပ်မတောင်းတော့ပါရောင်ရဲလွေသောအသင်သူဖုံးစာတင်းဒီရှိသည်မြအလုံးတောင်းဆို၏အလေးကြပန်းလီတပွင့်ရှိလျင်ပင်ကျွန်ုပ်ဤနှလုံးသားမှာပန်းစင်လို၏စူးစူးလျင်အတုကြံမြည်နီကျွန်ုပ်အစူးခံပါမည် ရောင်ရဲနိုင်သောသူဖုံးစာတင်းသည်ရှိသည်မြတောင်းဆို၏จิตသူရဲ့จิตစပွဲမျက်လုံးများဖြင့်ကြည်မီဆိုလျင်ကျွန်ုပ်ဘဝသေးပြောပါပြီရက်ဆက်သောအကြည့်ဖြစ်ရင်ရောကျွန်ုပ်ရဲ့နှလုံးသား၌ထဝရသိမ့်စေပါမည်ရောင်ရဲလွေသောသူဖုံးစာတင်းသည်ရှိသည်မြတောင်းဆိုနေ၏ရာဘင်ဒရာနတ်တကုငါရဲ့ခစ်တခုမှာချစ်ချင်းမြတ်တာမျော်လင့်ချက်တွေရှိနေပြီပဲ။ နနခင်နေကြီးမှာပြည့်နှက်နေတာတေမီရဲ့တေးသွားရိပေါ့ချစ်သူရဲ့အကြည့်တစ်ဖက်ကိုလက်ကိုရှင့်မှုမျက်ရည်များနေတာရှင်ခိုးခြင်းရဲ့ဘူးဟိုးဝေဝေးမှာမဆလာတည်နေတဲ့နင်းရဲ့နာငမွန်းဆိုတဲ့ကောင်ကပ်ပါနေတာငါနှလုံးသားဓာတ်နဲ့မှုန်နေတယ်လို့ပါပဲနင်းသူအနာရောက်တိုင်းနင်းပြုံးရည်လိုက်တိုင်းခန္ဓာကိုယ်ကအလိုလိုနာကျင်နေတယ်လို့ပေါ့ တတောင်းစားတော်မဖြစ်နိုင်တဲ့ယုံနဲ့ချစ်သူရဲ့နဘီနာအကောင်းစားချီတဲ့ဆလင်းဘက်လူဒိုက်ရိုက်ကပ်ပါနေမှုကမင်းရဲ့ပြုံမြင့်တဲ့ခန္ဓာကိုယ်တွေလျလျကနဲ့ကလေးရရိမ့်ရွယ်မှုတော်ငာမုံနေရှင်ရှင်လက်လက်မင်းရဲ့ပြုံကလှေဆိုင်နေတဲ့အခါညက်နေခင်းမှာကိုယ်တိုင်တွေးမိနေတယ်လို့မျိုးနေကြည့်တဲ့ရင်တော့လှေကလေးနဲ့ပနာရရဲ့ထမင်းစားနာမေဟီ နေ့စဉ်မျောနေရတဲ့အဲ့ဒီအတန်ကတာယာနာပြိုပွေဆဲလေထူလိုက်တယ်လို့မျိုးလက်ထဲရှိတဲ့ပောက်ပြားကိုချကျွတ်ကျွေးနဲ့ထုတ်ထားတဲ့ထမင်းထုတ်ကိုဆွဲလို့ငါအပြေးလွာသွားမိရဲ့ဒီကနေ့မှမင်းအတွက်ကတွင်းမြိန်စရာချက်မောင်ကျော်ပါရဲ့လီထမင်းစားဖို့ကော်ဘူးစုပ်ကလေးဖြန့်ခင်းထားတဲ့နင့်ရဲ့အနာဂမန်းကရန်ထိုင်ပြီးဘူးဒီမှာနင့်အတွက်ချက်မောင်ကျော် ်ချမောင်ကျော်တို့ကဖြုတ်ပြီးနေစင်းမှပင်တန်လီဒီမှနေအတွက်ချက်ဥဟပ်ပရိုက်နဲ့ဘရာကျော်နှစ်ခုနှာခေါင်းနဲ့တိုးဝင်လာတဲ့တင်းပြန့်ပြန့်ရနှန်းနဲ့အတူအမြင့်အယုံတွေကကျွကျွအိတ်တခုဟုတ်ပါရဲ့ချက်ဥကျော်နဲ့ဘရာကျော်မြောက်ကင်ထားတဲ့ငါချမောင်ကျော်အလူလူမျက်နှာငယ်သွားတယ်ခေါ်တဲ့နာမည်ကတန်နေငါခေါ်တာကဘူး ရုပ်ကြီးတော့ PDD ငမွန်သူကဘယံစရာလက်ထောက်ဆိုတော့အစားကောင်းစားနိုင်ပြီပေါ့ပြပြအဲ့ဒါစားကျင်နေတာတွက်လက်တဲ့နင်းလက်ကငါချင်မောင်ကိုဖြက်လို့ကျက်ဥဒုတ်စီတက်သွားတယ်တခဏပါပဲဘူးတိမ်ငယ်နေတဲ့ငါချင်မောင်တို့ခမရတနာစရာမျက်နာလေးနဲ့ဘုတ်စုမြေခကြွေကြရရှာတယ်တက်နိုင်တဲ့လောက်သာကြီးကျယ်ခွင့်ရရင်ငါလီ နင့်ကိုတိုးအုပ်တောင်အမျိုးပြုတ်အောင်ကျွေးလိုက်ခြင်းမရဲ့တခါကကြီးကျယ်မြင့်မြတ်မှုတွေခပ်ဝါချခဲ့တဲ့နောက်ပိုင်းရိုင်းတိုင်တိုင်ချက်မောင်ယူလီချုပ်ပြီး တကူးကြီးဖျားလူကိုးကွယ်နေရတာလေးဘူးချက်ဥဆိုတာတိန်တလာဘောကအစီအစက်တစ်ခုပေါ်မျက်နာပြက်နေတဲ့ငါကနင်းကားပဲအာနာသွားလို့လားမသိပါဘူးဘူးရဲ့ပြုတ်ချသွားတဲ့ငါချက်မောင်တုတ်ကလေးပြန်ခောက်ပြီး ချမောင်ကျော်လေးငါကြိုက်ပါတယ်ပူလီရေဘူးရေငါတိပါတယ်ဒီလိုအချိန်မှာနစ်နှုတ်ကပင်လေထဲမှာရေရှိရဲဆိုရင်တော့ပြေးကြည့်ပြီးမှယုံတော့မယ်ဘူးရေချမောင်ကျော်နဲ့ကြဲ့ဦးကျချမောင်ကျော်နဲ့ဘရာကျော်နတ်တုတ်တာနဲ့ခွေးစာလောက်ကွာချမယ်ငါတိပါတယ်ဘူးလူတိုင်းတိပါတယ်ဘူးရေဒါကမှနင်ကငါရဲ့စီမပါတဲ့အမိခန့်ချမောင်ကျော်ကို နင်းကြိုက်တယ်ဆိုတာပင်လေထဲမှာ ရေရှိတယ်ဆိုရင်တော့ပြေးကြည့်ပြီးမှယုံပါတော့မေကွေဘူးအထီးကျန်ခရီးကိုရှောက်လန်းရတဲ့တရက်ဟာကဘာမှအရှိကြဆုံးတက်တန်တစ်ခုပါပဲခြေလန်းတလန်းနိုင်တလန်းနိုင်တောင်မှစောင်းကျူးပြတ်သွားတယ်လို့တုံခါခဲ့ပေါ်ညင်းသားတဲ့စကားတန်ကလေးကတော့ခါပြီလေပြုတ်ပြက်နေတဲ့တဒါဟုလေးရေကန်ပေးရှိနေတယ်လို့ အတုံးဝင်မှုတွေညော့နေခဲ့ပြီးဘုရေတကူးရှင်ကငါအာတနာခဲ့တော့အကျင့်ကြီးများခဲ့ပြီးဒါပေမဲ့သူကအရာရာလက်တွန့်ဖို့ဖြစ်လာတာလေဖြစ်ကောင်းဖြစ်နိုင်ရဲ့အဲ့ရလေပြင်ပြီးမှမိရင်လေထွန်းညိနေကမှငါမျက်ဝန်းမှာမျက်ရည်တွေရှိနေသေးရဲ့ငါရဲ့ကဘာငင်းမှာအထီးကျန်ခြင်းအဆက်အပြောက်ကအလိုလိုကြီးထွားခဲ့ပြီးအေးလေ ခြေတစ်ဖက်ထွန်င်းထွန်င်းဖြစ်နေတဲ့ငါရဲ့ခြေလန်းတိုင်းနေမလိုက်ချင်တာအပြစ်မှမဟုတ်တာခြေတရွတ်ဆွေအသေးကွဲနေတဲ့ငါကိုနေပြစ်ချင်ခဲ့တာ အပြစ်မှမဟုတ်တာဘူးရဲ့မွေးရပါမတန်ဆွမ်းလီတော့ခြေလန်းတိုင်းပန်းမပွင့်နိုင်မှုပေါ့ဒါပေမဲ့ဘူးရဲ့နင်းလူအရင်ငါဟာနင်းရဲ့ခြေတော်ရင်မှာဝစ်စင်းမဲ့ကိုယ်စုံနီလီတစ်ချက်ပါနင်းလူအရင်ငါဟာ မိရဲ့ရှိတော်မှခစားရောက်မဲ့ပန်းဆက်သမားလေးပါအေးလေနေမလို့ရင်လေငါကူနေရင်လည်းကစူတချောင်းအဖြစ်နှုတ်ယူလိုက်ပါကွေဘူးရဲ့ငါချီလန်းကူတော့ငါမယုံနိုင်အောင်ဝေဝါနေတယ်ငါနှုတ်ဖြားကတေးသွာညီးဖို့မပြောနဲ့စကားတန်တော်စိတ်သုံးခဲ့ဖို့ဘူးရဲ့မြေဝန်းနေမှလေကြက်ဥကြော်တစ်လုံးနဲ့ဘရာကြော်နှစ်ခုကလွဲပြီး ဘာမှမသေးကွေငါဘာလို့ကြည့်ဥကြောမကြွေးနိုင်တာလေပြန်စင်စားမိတယ်အလုတ်လုတ်လို့ပေါ့ဘူးရဲ့တောင်းစားနေရင်ဒီထက်တော့ပူရပါလေဒါပေမဲ့ဘူးရဲ့ရှက်စိတ်ဆိုတာတခုနဲ့ခြေလန်းတွေတော့မညီမညာဘူးရဲ့နေနဲ့ငါနဲ့ဘဘကအပြောင်းလဲကြီးတခုကိုဖြစ်ပေါ်စေမဲ့မြင်ကွင်းတခုကိုငါမြင်လိုက်ရတယ် ပထမတော့ဘာမှန်းမသိပါဘူးဘူးရဲ့အလှပေးနေကျွေးနေတဲ့မှတ်လူစိတ်နာခဲ့ရတဲ့ချက်မောင်ကျော်ကူစားအပီဝင်စားဖို့လက်လန်းလိုက်မိတာပါဒါပေမဲ့အနာရောက်တော့မဟုတ်ပြန်ဘူးလေကြိတ်ကြိတ်တို့လူကြားအလှမတွေ့ပကံမတွေ့မှုအံ့အားသင့်သွားတယ်ဒါကြောင့်ပဲဘာဘာလူနေတာလဲရင်အနီးနားကတယောက်ကိုမေးမိတယ် အဲ့ဒီလူကပဲရှင်ပြတယ်မျက်စိလူတာလေးဟေးမျက်လုံးမကောင်းတဲ့သူတွေက အခမဲ့ခွဲစိတ်ကုသပေးနေတာပြာကြားရတဲ့ဇကားကြောင့်အံ့အားတင်သွားရတယ်ပထမဆုံးတရိယာမိတာကနင့်ကိုနောက်ထပ်တရိယာမိတာကနင့်မျက်လုံးတစ်ဖက် တိမ်မင်းသမီးလို့ခေါ်ရတဲ့မင်းရဲ့မျက်လုံးတစ်ဖက်ဒါနဲ့ကမန်းကရံမဲ့ မျက်လုံးမျက်လုံးမကောင်းတဲ့သူတွေအလုံးကိုအခမဲ့ကုသပေးရလာရင်အဲ့ဒီလူကငါ့ကိုပြန်ကြည့်တယ်အလုံးပေါ့ဘာသူမဆူဟေးငါရဲ့ရင်ဝါစောင့်တက်လာတဲ့ဝမ်းသာလုံးနောက်တိမ်နေတဲ့ခြေတစ်ဖက်နဲ့ဖြက်ခနဲပြန်လှည့်မိတယ်ရည်သေးပြဇက်ထဲကအမောင်ရည်သေးနေပူပူလေးပူပူမှာဘလောက်ဖုံထသည်အထိ ပြေးသွားခဲ့လေငါမသိပါဘူးဘဒါပေမဲ့ငါရဲ့ပြေးနေတဲ့ခြေလမ်းကသူ့ထက်တော့ညော့မယ်မထင်ဘူးနင်ဟာငါမျောလင်းချက်ဖြစ်ပြီဘူးဘာကြောင့်လဲဆိုတော့နင့်မျောလင်းချက်ကငါမျောလင်းချက်မှုပါငါရဲ့ခြေလမ်းတိုင်းကမြေပုံမလို့ပဲနင့်စီဥတီနေတယ်နင်းနဲ့ငါကဘာမှမလို့ပဲစိတ်နဲ့ဆက်သွယ်လို့ရတယ်နင်းဘက်မှာရှိနေလဲဆိုတာ ငါအလူလူတည်တယ်ဘူးနင်းဒီအချိန်မှာအလုတ်ထဲမှာပဲရှိမှာကငါချီလန်တွေက အလူလူနင်းစီကဘူးခဝီဝီကလေးကအော်တန်ကြေကြေကြောင်းနင်းအပါဝင်အားလုံးကငါကိုကြောင်ငေးကြည့်ကြတယ်ဘူးဘူးရေကောင်းမွန်မှာတပတ်တစ်ခုနဲ့မဆလာပန်းလေးတင်ထားတဲ့နင်းကငါကို ကြောင်ငေးကြည့်တယ်ထုံစံအတိုင်းမှာပဲ တိမ်ဆွေးနေတဲ့မျက်လုံးကိုဇပင်တစ်ဖက်ဖုံးလို့ငါကတော့မနေနိုင်မထိုင်နိုင်အပြည့်လွာသွားလို့ဘုအမြဲလားနင့်လက်ကိုအတင်းဆွေးခေါ်လီတော့အိုးအမေအမေဒိတ်တဲ့ခလွန်ကနေကျသွားတဲ့မဆလာပန်အမြဲလားအမြဲလားဘုဟေးနင်နင်ဘာလုပ်တာလဲဘာလုပ်တာလဲနင်ရဲ့ညင်းဆန်တဲ့အရေးကြီးလို့ပါဟာ အမြင်လားအာဒီကကဲဟာဖြင်းကနေပါပြင်ပေါ်ကြလာတော့နင်းရဲ့လက်တဖဲမယုံနိုင်စရာ ကိုပါကူအုတ်ကင်ပြီးပါဇက်အဟောင်းသားနဲ့ကြီးမိတယ်လူတွေကြားမှုနင်းရှက်သွားတာများလားမဝေခွေးနိုင်နင်းကခါထုတ်ပြီးဒေါသတနဲ့နင်းဘာဖြစ်နေတာလဲပူလီအာဒီကောင်လူကြားတွေဘာလူဘာဝါတာလဲကဲကွာ ခွက်ခနေထမှန်ပြေးဝင်လာသောငမွန်ရဲ့လက်သည်လူကရိုင်ပြီးလဲကျသွားတယ်။ဘာပြောရမလဲ။ဘာဖြစ်ခင်မှန်ရုတ်တရက်တတိမထမီနှကန်းတောင်းကသွေးစဒေါသလည်းမထွက်အားပါဘူး။ဝမ်းသာစိတ်ကရှင်တဲ့လိုက်လို့အဲ့ဒီတော့မှတတိပြန်ဝင်ပြီ။နင့်အတွက်ပါဘူး။နင့်အတွက်ပါ။လာပါအမြန်လာပါ။ နာကျင်နာကူတော့အမှတ်မထားနိုင်မှဘူးဘူးရဲ့နင့်ရဲ့လက်ကိုထက်ဆွဲပြီးအပြေလွာထွက်ခဲ့မိတယ်အားလုံးကငါတို့ကိုကြောင်ကြည့်နေမှသေးကြတယ်ဟဲ့ပူလီငါပြောနေတယ်လွတ်လေလွတ်ငါမလွတ်နိုင်တော့ဘူးဘူးနင်ဟာငါဘဝရဲ့အရေးကြီးဆုံးအစိတ်အပိုင်းမှုငါလုံးဝကိုလက်လွတ်မခံနိုင်တော့ဘူးနင်ဘဝကိုငါအယောင်တင်ပေးဖို့လိုပြီလေ မြဲ့မြဲ့လာမြဲ့မြဲ့လာဘူးဘူးမတိဘာမတိနဲ့ငါဆွေးခေါ်ရနောက်လိုက်ရရှာတဲ့ဘူးငါလည်းဘာမှမစင်ကျင်နိုင်တော့ပါဘူးအခုနောက်ကတူးဝီနေတဲ့လူကြားတဲ့တူးဝင်ပြီးဆရာမဆရာမသူ့မျက်လုံးပြမလို့ထိုင်နေတဲ့ဆရာမနာဆွေးခေါ်တော့ပြီးကမန်းကရန်ပြောလိုက်တယ်ဟဲ့ဦးဘလူဖြစ်နေရလေနင်းပါလုံနေရလေပူလီ ငါရှက်တယ်နော်နင့်နှုတ်ဖျားကရှက်တယ်ဆိုတဲ့စကားဒုတိယမိကြားရခြင်းမပဲငါကတော့ဂီယူမဆိုင်နိုင်မေဆီယမဟာဆီယမသူ့မျက်လုံးလေးဆီယမကညင်သာစွာပဲဟုတ်လားတမိမျက်လုံးပြစမ်းဆီယမရဲ့စကားကိုနင်ကခေါင်းငုံနေတယ်ငါကပဲမနေနိုင်မေတန်ဖူပြလိုက်လေနင့်မျက်လုံးကိုနင်ကမပြခြင်းပြခြင်းမေ ဇပင်ကိုလက်လို့တိမ်ဆွဲနေတဲ့မျက်လုံးကိုပြလိုက်တယ်။ဟေးစေယမရဲ့အာမေဒိတ်တန်ပြီးတော့ဂမန်ကရန်ထပီးလာလာဆန်းသက်ကြည့်မယ်။စေယမကနင့်ကိုလက်ဆွဲခေါ်ပြီးဆန်းသက်တယ်။ကောင်းတဲ့မျက်စိကိုတဖက်မှိတ်စေပြီးဓမီလေးနဲ့ထူကမြင်ရလားမြင်ရလားတမီကြည်စံရှက်ရှွန့်စွာ ကောင်းငိမ်ပြတာငာမြင်နေ။ ဇေယမကတပြင်းချရင်နဲ့တော့သေးတာပေါ့သမီးရဲ့အချိန်မိသေးလို့ပဲရရဒီမှာဖောင်ဖြည့်ခဲ့စုကစာရွက်တရွက်ကန်းပေးတယ်။နင်းကစာရွက်ကလေးယူပြီးငါစီပြန်လာခဲ့တယ်နော်။အနားရောက်မှနင်းနင်းဘာတွေလုပ်နေတာလဲပိုလီ။နင်းအမေကိုငါကပဲနင်းမျက်လုံးကိုခေါင်းပြန်လှုပ်ရမယ်လေ။နင်းခေါင်းကုပ်လိုက်တယ်။စိတ်ပြေဟန်နေ အမေတို့စိတ်ဆူးမှာပေါ့အာဘာဖြစ်လို့လဲမျက်လုံးကုရင်အလုတ်နားရမှာပေါ့အလုတ်နားရင်ဘတ်သူကထမင်းကြွေမလဲငါလဲနင်းနီးတူတက်ပြင်းချလိုက်ပြီငါကြွေးပါမယ်ဘူးရဲ့ဘာမှမပူပါနဲ့နင့်ကငါကြွေးထားပါမယ်နင်းကတလုံးနဲ့ကောင်းတဲ့မျက်လုံးနဲ့ငါကိုပြန်ကြည့်တယ်ငါကသာဘာမှမဖြစ်ဟန်နဲ့ပြဇန် ဒီစာရွက်ကဘာရီလည်းမသိဘူးကြည်လိုက်တော့ဘာရီလည်းမသိဘူးငါတို့တွေကစာမမတ်တတ်တာဘူးရဲ့ဒါကြောင့်မေဟိုကောင်ငမွန်းကစာနေနေတက်တယ်ငါတို့သွားမေးရင်မကောင်းဘူးလားနင်းကခေါင်းငိမ်ခဲ့လားခေါင်းခါခဲ့လားငါမမှန်မိတော့ပါဘူးဘူးစောင့်ရတဲ့ခဏတဘဝစာလောက်ပါပဲငမွန်းကစာရွက်ကိုအသေးချကြည့်တယ်မျက်မှောင်ကျုပ်ပြီးအမြည်တယ် အလုံးကတယောက်မျက်နှာတယောက်ကြည့်ကြတယ်။အမည်ဆိုတာဘာလဲ။ငါရဲ့အမေကငမုန်းကခေါင်းကုပ်ပြီးမင်းတို့တွေအတန်မီလားမမီလားမေးတာဖြစ်မင်း။ဒါကိုငါကပဲပညာတတ်ကြီးလုပ်ပြီးအာနေတာမှမဟုတ်ဖေ။အမည်လို့ပြန်ပေးလိုက်ပေါ့။ဟုတ်ပြီအမည်ငမုန်းကရေးတယ်။အေးနောက်တစ်ခုကအသက်တဲ့။အသက်အေးလီ အသက်ကူမီးတာဒါဆိုလည်းရှိသေးတယ်ပေါ့ကွာအေးဟုတ်ပြီနောက်တစ်ခုကမတ်ပူတင်အမှတ်တယ်မတ်ပူတင်ကဈေးရောက်နေရလေအေးမတ်ပူတင်ဈေးရောက်လာတော့သိတယ်သူ့အမှတ်ကဘယ်နာမှာလဲတင်ပါမှထင်နေဟုတ်သည်ရှိမဟုတ်သည်ရှိတင်ပါပေါ့ကွာနောက်တစ်ခုကနေရက်လိပ်စာတယ်နေရက်လိပ်စာ အလုံးကတယောက်ကိုတယောက်ပြန်ကြည့်မိတယ်။ကိုယ့်ရဲ့နေရလိမ့်စာ ကိုကိုယ်တိုင်တော့မှမသိတာ။ဒါနဲ့ခေါင်းကုပ်ပြီးမသိပေါ့ကွာ။အေးမသိ။ကဲဒါဆိုပြည့်စုံပြီ။လာစီကန်ပြန်သွားရအောင်။ငါတို့ခြေလန်းတွက်ခဲ့တယ်။အမီအမီအသက်ရှိသေးတယ်။မှတ်ပုံတင် တင်ပါမှာနေရလိမ့်စာ မရှိ။ ဇယဝင်မကငါတို့ဖြည့်ထားတဲ့စာရွက်ကိုကြည့်ပြီးအေးဘာရီလျှောက်ရေးထားတာလဲဒါရီမဟုတ်ဘူးလေအမည်ဆိုတာကနာမည်ကိုမေးတာနာမည်ကတန်ဘူးဒီတော့မှပဲရှင်းတော်တဲ့ဘူးရဲ့အသက်ကရောရှိရှိပါတယ်ရှိတာကိုမေးတာမဟုတ်ဘူးဘယ်နှစ်နှစ်လဲမေးတာဒုက္ခပဲနင်းခငါကိုပြန်ကြည့်တယ်ငါတို့အလုံးဇဝေဇဝါ တို့အသက်တွေဘယ်လောက်ရှိလို့ရှိမှန်းမှမသိခဲ့တာဆရာမရေကဲကဲခံမှန်းမဲထည့်လိုက်မယ်ဆက်ရှိနှစ်ပေါ့ဟုတ်ပြီလားဟုတ်ဟုတ်ကဲနေရလိမ့်စာကတယောက်ကိုတယောက်ပြန်ကြည့်မိတယ်ဇယမကအသက်ပြင်းချပြီးတာကေတလိုပဲထည့်လိုက်မယ်ဟုတ်ပြီလားဟုတ်ကဲကျေးဇူးပါပဲဆရာမရေကျေးဇူးပါပဲ ချစ်သူဆိုတာမျိုးရဲ့ရှက်တက်မှလှပါလေကွယ်ငါဘဝလေးဒီနေ့ကြမှဘာကြောင့်ပျော်ရွှင်စွာ တုန်လှုပ်နေမိပါလေအလုံးစုံသောတီးသွားများကိုသေးဆောင်လာတဲ့စိန်ဆန်းရည်လိုငါကူတဲ့ပျော်ရွှင်မှုများစီးရဲ့လျက်ပြက်တယ်လို့လှိုက်ခနေဖန်ဆင်းမှုရဲ့ကြီးမြတ်ပုံကိုမြင်ရတဲ့အခါအတိတ်ပဲမဲ့စွာ ကုံလွန်ခဲ့တဲ့ကာလကိုနှမျောမိပါရဲ့ကွယ်နင်းရဲ့လက်ထဲ ငါဘဝကိုမြင်ရတဲ့အခါငါရဲ့လက်ရောမှုတွေကိုနင်တူးကြောင်းတယ်လို့ကြောင်းခဲ့တယ်လို့မျိုးပေါ့ဘာပဲဖြစ်ဖြစ်ပေါ့ဘူးရဲ့မြေဝန်းတစ်ဖက်ပတ်ဒီအဖြူကလေးနဲ့နင်ကိုမြင်လိုက်ရတာဟာမြစ်တာတရားကိုယုံစားလိုက်တယ်လို့မျိုးယုံစားမိလေရဲ့ဒါပေမဲ့ဘူးရဲ့လောကဆိုတာကိုထင်တယ်လို့မှမဖြစ်ခဲ့တာနင့်အမေဒေါ်ထီကငါအိမ်ပြေးလာပြီးစူဆဲသွားတာ အသေးတကာကကြားနေသေးပါ။ဟင်းဒေါ်ချီရှင်သာ ရှင်သာပူလီရောဘဲမလေး။ဘာလေးဟေခစ်ပြက်တထောင်စားမဘာကိစ္စလဲ။ဘာကိစ္စရမလဲရှင်သာရှင်သာကကျမသမီးရဲ့ထမင်းဦးကိုရိုက်ခွေးလိုက်ပြီးရိုက်ခွေးလိုက်ပြီးအဲ့ဒီကိစ္စဘယ်လိုရှင်းမလဲ။ဘာဘာပြောတယ်။အောက်မလီ ကျမတို့ကရှင်တို့လူဆွေကြီးမျိုးကြီးတထောင်စာမဟုတ်ပါဘူးဒါပေမဲ့တမီးလေးအနာခံပြီးရထားတဲ့ဒံရလေးနဲ့လှုပ်ရှားနေရတာပါတော့အခုတော့ရှင်သားကကျမတမီးကိုခေါ်တော့ပြီး မျက်လုံးကိုကုပီးလိုက်လို့တဲ့ကဲဒါကကျမတမီးထမင်းကိုရိုက်ခွဲလိုက်တာမဟုတ်လားတထောင်စာမျိုးမျိုးကြီးရဲ့ဟေးအခုကျမတမီးမျက်လုံးကောင်းသွားရင် အသက်ကြီးတဲ့အခါဘယ်လိုလုပ်ရမှာလဲတသက်လုံးမွေးလာတဲ့တိမ်လေးပါတော့အခုတော့တော့သားပူလီလေအဟက်မှာတိမ်ပြဲရပြီဟဲ့လူတွင်ပါလူနွားကြကြိုက်တာငါသားကူပဲအပြစ်မတင်နဲ့နှမ်းနဲ့ပေါင်းလို့ရော့အထောင်ခံခဲ့ရတာလေပြောပါဦးရှင်လဲလျှောက်တာပြားလဲဆွေးတာသဘောမျိုးလဲပြောငါသားကြီးအပြစ်မတင်နဲ့ဘုံလုံးတလဲငပြန်တလဲပါ ਈ နေနုခေကောင်းတုံလှုပ်ထားပေါ့နေအမီလေးအိမ်လာပြီးကျိမ်းမောင်းသွားလိုက်တာဘူးရဲ့ငါမလေးနေစရာနေရာတော့မရှိပါဘူးဒါပေမဲ့လေနောက်ဆုံးမိကွန်းတစ်ခုကိုငါမခံနိုင်ဘူးကဲနောက်ဖြစ်တာတွေထားအခုကျမသမီးစေးကုစင်ကာလဘတ်သူရှာကြွေးမလဲကျွန်တော်ကြွေးမယ်ဒေါက်တာဘာဘလူးငါသားငါစကားကြတော့ အလုံးကအံ့အားတင်သွားတယ်။အမှန်တော့နေအမေမေးလိုက်တဲ့မိကွန်းကနှစ်ဖက်သားထမိန်နံကြားကအောင်နဗန်းလုံးပြီးမှပြီးမဲ့အနေထား။ဒါပေမဲ့ဘူးရဲ့ငါဟာနေရဲ့သူရဲကောင်းမဖြစ်ရင်တော့နေရဲ့ဖွားဘက်တော့ဘော။ဟုတ်တယ်။ကျွန်တော်ကြွေးထားမယ်။ဘူးအတွေ့ကျွန်တော်အဆစအရာရာဒါဝင်ယူမယ်။ဘယ်လူငါသားမင်းဟာသူသမီးအတွက်ပါဒါဝင်ယူမယ်။ ဘယ်လိုတောင်းဝင်ယူမလဲကျွန်တော်အလုတ်ကိုနှစ်ဆလုံးမဲမိ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 ခါတိမ်နေတဲ့ငါးချက်တော့ကိုတန်းတော်ပြန်ကြည့်တယ်ဟေးဒီချက်တော့နဲ့ငါသားအမိအမွေချက်တော့နဲ့ငါသားငါရင်ကုန်မိတယ်ဘူးဟုတ်တယ်မိမိဒီချေဒီလက်နဲ့ပဲဘူးအတွေ့စရိတ်တာဝန်ယူမယ်မိ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 မှာနှလုံးယောဂနဲ့တော့သားအမလီပြောရင်းဆိုရင် အမေမူတယ်မေမေမူတယ်မူးမှာပေါ့မေ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 ခိုးတောင်နေတာ တပိုင်းကျော်နေပြီပဲဟေးအဲ့လူလားအောက်မလီတောက်ကောင်းကောင်းနဲ့တောက်နေတာအဲမေလူမမေပါနဲ့မေ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 တပိုင်းကုန်လူနောက်တပိုင်းတော့လှမ်းနေပြီပဲအေးဘယ်ရောက်ကုန်ပြီလဲအော်တိပြီဘူးအတွက်ဆိုကျွန်တော်အသက်ပင်တည်တည်မေမေ ကိုယ်စကားကိုမိမိက သူ့နှထင်သူထောက်ပြီးမိမိမူးတယ်မိမိမူးတယ်ဆိုပြီးအခက်နဲ့ပြေဝင်သွားတယ်ငါတိတယ်ဘူးသူလက်ကျန်သွားရှာမယ်ဒါပေမဲ့ဘူးရဲ့အပြောလွေတဲ့လောက်အလုတ်ခတ်တဲ့လောကကြီးမှာနင်းနဲ့ငါကနွမ်းလျငြိမ်သက်နေတဲ့နှုပြခြင်းနင်းနဲ့ငါဟာတောကကိုဖြည့်ဖြောက်နိုင်တဲ့ဟောင်းနွမ်းနေပြီမဲ့တစ်လွင်စေတန်းစင် နေနဲ့ငါဟာဘဝတစ်ခုပေါ့